မိခွက်ကြီးကြေးရွာဆိုတာအမ်းမြို့နယ်ကကြေးရွာလေးတစ်ရွာဖြစ်ပါတယ် အင်ကြီး60ခန်းသာရှိပြီးတော့ဒေသခံရခိုင်လူမျိုးတွေနဲ့ချင်းလူမျိုးတွေစုပေါင်းနေထိုင်ကြတဲ့ရွာတရွာပါရွာတောင်ကုန်းပေါ်မှာဇေဒီတော်တစုရှိပြီးတော့တရွာလုံး900ရာဘုံကြီးကျောင်းလက်တည်ရှိပါတယ်မိုးရသည်မှာလေယာဉ်လုပ်ငန်းတွေလုပ်ကင်ကြပြီးတော့စောင်းရသည်စပားသိမ်းပြီးချိန်တွင်ရွာသားများဟာတခြားလုံးစရာအလုပ်ပါသွားပြီးတော့အားလက်နေကြတတ်ပါတယ်လူငယ်လေးများကလည်းတခြားနယ်တွေကိုအလဲပတ်သွားသူကသွားတခြားရွာတွေကိုအပြိုလဲရန်သွားသူတွေကသွားပွဲလန်းတပင်တွေသွားသူကသွားနဲ့မိုးမကြမီကာလာဟာလူငယ်တဘာဝပျော်ပါနေကြပါတယ်မိုးအောင်မိုးအောင်ဘာလဲကွာဇော်လင်းဟာ ညကြလို့ရှိရင်လက်ပံကောင်ကငါးကောင်မလေးစီသွားမလို့လိုက်ခဲ့ပေးပါလားကွာဟာမင်းကလည်းအဝေးကွာနည်းနည်းနော်နော်ခီးလားဟာလိုက်ခဲ့ပါကွာငါမှအားကိုးစရာတကယ်ချင်းဆိုလို့မင်းမဲရှိတဲ့ဥစ္စာအဲ့လောက်ရှောက်အောင်ခီးကွာဒီတိုင်းတော့မရဘူးယောင်အေးပါကွာငါစီစဉ်ပေးပါမယ်ကွာမင်းသားညနေရေမိုးချိုးပြီးအစင်သစ်ပြင်တာငါလာခေါ်မယ်ဟုတ်ပြီလားဇော်လင်းဆိုတော့ကလာသားလူငယ်ကတကယ်ချင်းဖြစ်သူမိုးအောင်ကိုသူ့ချစ်သူနဲ့ချိန်ထားတဲ့အရေးအတွက်အကူအညီတောင်းနေခြင်းဖြစ်ပါတယ်လက်ပံကုံရွာဆိုတာသူတို့ရွာကနေဆိုရင်တော့ခြေချင်းသွားရင်၃နာရီလောက်ရှောက်အောင်မှာကြောက်မှာအဲ့ဒါကြောင့်မဲမိုးအောင်ကိုချော့မော့ပြီးခေါ်နေရခြင်းဖြစ်ပါတယ် ညနေဆောင်9နာရီလောက်မှာတော့နှစ်ဦးသားဝက်ကောင်းဆားလာတွေဝက်ပြီးတော့ရွာတော်လမ်းကနေတဆင်လက်ပံကုန်းရွာကိုထွက်လာခဲ့ကြပါတယ်။တောင်များတဲ့အရက်မလို့တရွာနဲ့တရွာဆက်သွယ်ရေးလမ်းမှာတောလမ်းများမှာအဆင်ပြေတယ်လို့သွာလာကြရင်လမ်းကြောင်းတွင်နေခြင်းမျိုးဖြစ်ပါတယ်။နွေရာသီကာလမလို့တိပင်းကြီးတွေကလည်းရွာဟောင်းကျွေပြီးတော့ရွက်သွစ်တွေဝေးလျက်တောမီလောင်ထားတာကြောင့်တောအုပ်အောက်ခြေမှာရှင်းလင်းနေပါတယ်။အဲ့လောက်ဝေးရက်ကောင်းမလေးနဲ့ဘလို့ကြိုက်သွားရလဲကွာငေါ့တော့မပြောရှို့ထားစောင်းတော့ကသူတို့ရွာကောက်ရိတ်သွားတော့ကြိုက်တာကွာမပြောပြတဲ့အရောငါရွာရောက်တဲ့တလားမပြည့်သေးဘူးလေကွာ မင်းနဲ့လည်းတေချာမစုံဖြစ်သေးလို့ပါကွာအဲ့ဒါအေးမကြီးပါကွာငါပြောထားရင်ဟာလက်ပတ်ငုံရွာထဲမှာညဆယ်နာရီဖွင့်နေဆိုင်ရှိပါတယ်ကွာအပြန်ညမှတောက်ကြတာပေါ့ကွာလက်မကိုပဇန်နာမကွေးပြတဲ့မိုးအောင်ကြောင့်ဇော်လင်းရရေမောကရှင်းပြရင်လည်းလတတာနဲ့နှစ်ယောက်သားစနောက်ပြီးတော့ရှောက်လာကြရာရှင်းနာရီကြော်ကြော်လောက်မှာတော့လက်ပတ်ငုံရွာထဲကိုရောက်လာခဲ့ကြပါတယ်မိုးဟိုမှာရက်ဆိုင်တွေ့လား ေးအဲ့ဒီမှာမင်းတောက်ပြီးစောင့်နေခဲ့ကွာမသိမကြောက်ပြန်လာခဲ့မယ်မိုးအောင်လက်တွင်ပစက်နေကိုထိုးပေးပြီးတော့စင်မီအောင်ထိန်ထိန်လူစုစုရှိနေတဲ့အရက်ဆိုင်ဖွင့်လာရတဲကြီးစီကိုညွန်ပြပြီးတော့ဇော်လင်းတယောက်ကရွာတွင်းကိုဝင်သွားရမိုးအောင်လည်းမြေဆက်အရက်ဆိုင်လေးတွေဝင်ပြီးတော့အရက်တစ်ပိုင်းတောက်ခါ ဇော်လင်းကိုစောင့်ဆိုင်နေပါတော့တယ်။မိုးအောင်အရတပိုင်းကုန်ရင်ရောက်ပြီမဲ့လဲဇော်လင်းတယောက်ပြန်မလာသေးတာကြောင့်မိုးအောင်တယောက်ဆိုင်အတွင်းမှာဒီတိုင်းကြီးထန်နေလို့လည်းမကောင်းတာကြောင့်နောက်တစ်ပိုင်းမှာပြီးတော့အချိန်ဆွဲတောက်နေရပြန်ပါတယ်။ဆိုင်မှာကတစားတစားလူတွေပါလာပြီးတော့တောက်သုံးသူဆိုလို့မိုးအောင်တယောက်သာကြံပါတော့တယ်။ကောင်းလေမပြန်သေးဘူးလားဟာဆိုင်ပိတ်တော့မယ်ကွယ်။အော်ဟုတ်ကဲ့ဦးလေးကျွန်တော်ကိုပါစယ်နှလုံးလောက်ပေးပါလားဗျာ။ကျွန်တော်ဟိုနားလေးမှာနေလို့ရတယ်မို့လား။တငယ်ချင်းတယောက်ကိုစောင့်နေလို့ပါ။အော်အေးအေးလူပြိုသွားလဲတာလားကွယ်။ကြာတတ်ပါတယ်ကွယ်။ရတယ်ရတယ် ထိုင်ကုန်တလုံးယူထားလေးပြန်လာမှဆန်ရှင်းချတာခဲ့ပေါ့နော်ကျေးဇူးပါဦးလေအရဖို့ကြတဲ့ငွေတွေပေးချေပြီးတော့ဆန်ရှင်းဦးလေးကြီးကနားလည်မှုရှိစွာပေးလိုက်တဲ့ခုံကိုယူကမိုးအောင်တယောက်ဟာဆန်ရှင်းခက်လန်လန်လာရအောင်မှထိုင်ရင်လည်းဇော်လင်းကိုစိတ်တွင်ကျိန်ဆဲလျက်ရှိနေပါတယ်နောက်ထပ်နိုင်ဝဲလောက်စောင့်ဆိုင်ပြီးတဲ့အခါမှာတော့ဇော်လင်းတယောက်ပြန်ရောက်လာရင်လည်းဆက်ဖြစ်ဖြစ်နေစောင့်ရနည်းနည်းကြာသွားလားတကယ်ကြီးမအေးဘေးငါမဆဲလိုက်ချင်ဘူးအရက်ဆိုင်ပိတ်လို့ဒီမှာထိုင်ဆောင်နေရနိုင်ဝဲလောက်ရှိနေပြီကွာဘာကြီးလုံနေလို့မင်းအဲ့လောက်ကြာနေရ ဘာမှမလုပ်ပါဘူးကွာသူတို့အိမ်ပေါ်မှာပဲဒီတိုင်းယူတသက်စကားထိုင်ပြောနေကြရင်လည်းစကားစမပြတ်နိုင်ဖြစ်နေရပါကွာငါတောင်းမှန်ပါရဲ့နော်ရပါတယ်ကွာထားလိုက်ပါတော့ရော့ရော့မင်းလည်းတောက်လိုက်အောင်ဖားမနေနဲ့ရအောင်မင်းတို့စောင့်ရင်းနဲ့တောက်တာတလုံးကုန်တယ်ငါမူးကျင်နေပြီကွာငယ်ငယ်ချင်းများပြီပြီမိုးအောင်ကကြာရှည်စိတ်မစိုးနိုင်ပဲနဲ့ဇော်လင်းကိုတူဝဲထားတဲ့အရက်ထဲကတလုံးထိုးပစ်လိုက်ရဇော်လင်းကလည်းအမီးမပါရေမပါမော့တောက်ရင်နဲ့နှစ်ယောက်သားလာရောင်အလင်းနဲ့ရွာကိုပြန်လာခဲ့ကြပါတော့တယ် ။တွာလာနေကြလမ်းဖြစ်တဲ့အပြင်လာရောင်လေးကလည်းနေကင်းဘက်နဲ့မကြာထိန်လင်းနေတာကြောင့်အရက်တောက်လိုက်တချင်းလေးအော်ဆူလိုက်နဲ့နှစ်ယောက်သားရွာပြန်လာခဲ့ကြပါတယ်။လက်ပတ်ငုံရွာကထွက်လာပြီးတော့တနားရီလောက်ကြာမှာတော့လမ်းတနေရာမှာခဏနားကြရင်ဝယ်လာတဲ့အရက်တွေအကုန်တောက်လိုက်ကြရနှစ်ယောက်လုံးမူးယစ်ကုန်ကြပါတယ်။မိုးအောင်ကဆိုင်မှာတောက်လာသေးတဲ့အချိန်လဲရှိနေတာမို့လမ်းလျှောက်ရင်တိုင်းကွက်တွေနင်းနေရပါတယ်။အဲဒီနောက်မှာတော့အာလေးရှာလေးလေးတန်ကြီးနဲ့ဇော်လင်းလမ်းမလျှောက်ကျင်တော့ဘူးကွာနီးစက်ရတနေရမှာအိတ်ကြရအောင်။အေးပြန်မဲ့ခကြီးကဝေးသေးတယ်ကွာ။တနေရဝင်ပြီးတော့မနေ့ကမှထပြန်ကြတာပေါ့ကွာ မိုးအောင်ရဲ့အဆိုကိုဇော်လင်းကထောက်ခံရင်ဘေဘီဝဲကလမ်းကြည့်ရင်တိုင်းခွက်နင်းကလျှောက်လာခဲ့ကြပါတယ်။နှစ်ယောက်သားမူရစ်နေကြတာကြောင့်သူတို့ရွာသွားတဲ့လမ်းမဟုတ်ဘဲနဲ့တခြားသောလမ်းခွက်တစ်ခုကိုလျှောက်နေမိမှနှစ်ယောက်သားမသိကြပါဘူး။ဟဲ့အောင်မိုး။ဟိုမှာအဆောက်အဦတစ်ခုတွေ့လိုက်ရအောင်။လူမနေဘူးလားမသိဘူးကွာ။လာဝိုင်းအောင်။ငါတို့ရဲ့အဲ့ဒီထဲမှာတ냐လောက်ခွင့်တောင်းပြီးတော့အဲ့မှာပဲအိတ်လိုက်ကြမှာကွာ။ လမ်းမခက်လန်လန်အုတ်တိုင်တစ်ခုကိုဇော်လင်းကမှီရင်လှမ်းတွေ့လိုက်တာကြောင့်မိုးအောင်ကိုပြိုင်နေနှစ်ယောက်သားအုတ်တိုက်စီကိုရှောက်သွားလိုက်ကြပါရယ်အနီးရောက်တော့မှပဲနွယ်ပင်တချို့တော့အုတ်နိုင်ရံတွေပေါ်တွယ်တက်နေတဲ့အုတ်တိုက်ပြက်ကြီးတစ်ခုမှတွေ့လိုက်ကြရပါရယ်ဟာလူမရှိဘူးထင်တယ်ကွာအထဲဝင်အိမ်မယ်ကွာဟာမင်းကလည်းဒီလောက်ပြက်နေတဲ့ဥစ္စာဘယ်ကလူရှိမှလဲကွာနှစ်ယောက်သားကတကားမရှိတဲ့ဝင်ပေါက်ရှိမှရက်ပြီးတော့အပြန်လန်ပြောဆိုနေကြချိန်မှာပဲချောင်းဝန်းသံခတ်အုပ်ပြုတ်ပြီးတော့အုတ်တိုက်ပြက်ကြီးအတွင်းကလူရဲတစ်ခုလမ်းထွက်လာတာတွေ့လိုက်ရတာကြောင့်နှစ်ယောက်သားကြောင်သွားကြပါရယ် ဖုံဖုံကြီးတပါပဲဆိုလဲရဒါဖုံကြီးကျင်းထင်တယ်ကွာအာမင်းကလည်းဖုံကြီးတွေ့မှာတော့ဖုံကြီးကျောင်းပေါ်ဟာတစွန်းတစားလာရောက်ကြနေရအုတ်တိုက်ပြက်အဝင်ဝမှာတော့ဖုံကြီးတပါကထွက်လာရရင်သူတို့ပဲမျက်နှာမူပြီးတော့ငြိမ်သက်စွာရှိနေပါတယ်မျက်နှာကိုတဲခွဲစွာမမြင်ရတာကြောင့်ရုပ်ရည်အသက်အရွယ်ကိုတော့ခံမှန်းလို့မရကြပါဘူးရိန်ထိုးနေရကဇော်လင်းကလက်အုပ်ချီလိုက်နေအရှင်ဖေဟာတပည့်တော်တို့ဒီမှာတညလောက်ညိုက်တဲခုခြင်းပါလေဖေဟာ ။အော်အေးအေးဝင်ခဲ့ဝင်ခဲ့။ယနေ့တဲ့ဖုန်းကြီးမှာလေချောင်းကွဲတန်ကြီးနဲ့ပြန်ဖြေရင်လည်းပြောလာတဲ့အတန်ကြောင့်မူးနေတဲ့နှစ်ယောက်ပဲဘာကြောင့်လို့မဆိုနိုင်ကြက်သိမ်းမွင်းကြီးနဲ့လိုလိုထားကုန်ကြပါလေ။နှစ်ယောက်သားကလည်းဖုန်းကြီးရဲ့အနောက်ကနေအတွင်းကိုလိုက်ဝင်လာကြရာအုတ်တိုက်ပြက်အတွင်မှာမီးမထွန်းထားပေမဲ့လည်းအပေါ်ကအမိုးကာတွေပေါက်ပြဲနေတာကြောင့်အတွင်းမှာအလင်းရောင်ရိုးရိုးရိပ်ရိပ်ရနေပါလေ။ဒါတော့ယူရင်းပြက်စီးနေတဲ့ကြောင်းတိုင်းမှာဒီဖုန်းကြီးဘလို့သတင်းသုံးပြီးနေထိုင်တာလဲဆိုတာကိုနှစ်ယောက်သားမူးနေပေမဲ့အန်ဟောစိတ်တော့ဝင်နေမိပါတယ် ဖုန်ကြီးကလာရောက်မရောက်တဲ့အခန်းထောက်တနေရာမှာရက်လိုက်ရင်းနဲ့မင်းတို့ဒီမှာပဲဖြစ်တယ်လို့အိတ်ကြကွယ်။ကျောင်းဝဟောင်းနေတော့ဖုန်ကြီးလည်းဖြစ်တယ်လို့နေနေရတာပဲ။တင်ပါဗျာ။တဲခုတ်ဝင်ရတာပဲဝမ်းသာလာပါပြီရှင်ဗျာ။ဖုန်ကြီးကသူတို့နှစ်ယောက်အိတ်ရန်အခန်းထောက်တနေရာမှာဂရင်တလုံးကိုညွန်ပြရာဇော်လင်းကလက်အုပ်ချပြီးတော့ဝမ်းသာကြောင်ပြောလိုက်ပါတယ်။ဖုန်ကြီးကဇော်လင်းနဲ့မိုးအောင်ကိုမျက်လုံးစိမ်းကြီးတွေနဲ့တခဏဆိုက်ကြည့်နေရသတိထားမိတဲ့ဇော်လင်းကအလိုလိုကြောက်စိတ်တွေဝင်ပြီးတော့ယခုနေရာမှာနေလို့စိတ်ပင်မရှိတော့ပါဘူး။ဖုန်ကြီးကခဏလောက်ကြာမှတော့အတွင်းဘက်ကိုဝင်သွားခဲ့ပါတယ်။မိုးမိုးမင်းရသေးလားယား ဟမ်ဘာဘာဖြစ်လို့လဲဟိုကမင်းအဲ့မယ်လေကွာအော်အေးအေးလာလာလာဇော်လင်းတရားသူ့စိတ်အတွင်းမတော်မတန်ခံစားနေရမှုကိုမိုးအောင်ကိုအဖို့ပြုတ်တိုက်မြင်ရစ조사ပေမဲ့လဲမိုးအောင်ကအရက်ရှင်တဖြည်းဖြည်းတက်လာကခေါင်းပင်ဆိုက်လူမတက်ရှိနေတာကြောင့်လက်လျှော့လဲရပါတယ်ဟောင်းနွမ်းနေတဲ့ဂရင်တလုံးကအခန်းထောက်မှာရှိပြီးတော့တစ်သားပြားများခင်းထား၍ ဝဘိုးဝါပိုင်းနှစ်ခုကိုအလဲမထက်ချန်းခွဲပြီးတော့ခေါင်းရံပြုတ်လုထားပါတယ်။ဇော်လင်းဟာမိုးအောင်ကိုဂရေနိုင်ရံမဲ့အချမ်းကိုတွဲကူပို့လိုက်ရဂရေမော်ရောက်တာနဲ့မိုးအောင်တယောက်ခဏအတွင်းတခေါခေါနဲ့အိပ်ပျော်သွားခဲ့ပါတယ်။ဇော်လင်းမှာတော့မိုးအောင်ဘေးမှာလဲချရင်လည်းအိပ်မပျော်နိုင်ပါဘူး။ဇော်ကျွေးတွေပြန်ပြီးတော့အမှုပြေခြင်းတလို့ဖြစ်နေတာကြောင့်ပုံမှန်မဟုတ်တဲ့အခြေအနေတွေကိုတရေရေပြန်တွေးနေမိပါတော့တယ်။သူတို့ရွာနဲ့လက်ပတ်ငုံရွာသွားတဲ့လမ်းကြောင်းမှာယခုလိုအုတ်တိုက်ပြက်ဖုန်းကြီးကြောင်းမရှိလို့ဇော်လင်းတွေးနေမိပါတယ်။ယခုရောက်နေတဲ့အုတ်တိုက်မှာလည်းဖုန်းတော်ကြီးတစ်ပါးသာတွေးရပြီးတော့တောရဆောက်တည်နေတဲ့ဖုန်းကြီးများလားလို့တောင်တွေးမိပေမဲ့လည်းစိတ်ထဲ မှာဇနိုးဇနောဖြစ်နေတာကြောင့်မေဘဲနဲ့အချင်းတွေကိုစောင့်ကြည့်ရင်တွေးနေမိပါတော့တယ်။ဇော်လင်းတယောက်ဟာ HNS ကိုစ조사ထိန်းချုပ်ပြီးတော့ရှိနေတဲ့အချိန်မှာပဲနောက်ဖေးဘက်ဆောင်စီကနေခြေတံနေကြားလိုက်ရတာကြောင့်ဇော်လင်းတယောက်ဟာဂရင်ကအသာထထိုင်လိုက်ပြီးတော့ခြေတံကိုနားဆွနေမိပါတော့တယ်။ခြေတံတွေကပြောင်မသွားဘဲနဲ့ဆက်လက်ပေါ်ထွက်နေတာကြောင့်ဂရင်မော်ကနေအသာဆင်းလိုက်ပြီးတော့လှုပ်ရှားတံမကြားရစေရန်ခြေကိုဖောက်ဖောက်နေပြီး ဘုံကြီးဝင်သွားရအတွင်းမက်စီကိုအသာရဝင်သွားလိုက်ပါတယ်အတွင်းမက်ခန်းကလည်းအမိုးရိပောက်ပြဲနေပြီးတော့လက်ရောင်တစွန်းတစဖျားကျနေတာကြောင့်လက်ရောင်လင်းနဲ့မျက်လုံးဝေ့ပြီးတော့ဘုံကြီးကိုလိုက်ရှာကြည့်တဲ့အခါမှာတော့မတွေ့ရတာကြောင့်အနောက်ဘက်ဆောင်ကနေတဆင့်အပြင်ဘက်ကိုထွက်လာခဲ့လိုက်ပါတယ်အပြင်ဘက်လက်ရောင်ကြောင့်ပတ်ဝန်းကျင်ကိုရှင်းလင်းစွာဇော်လင်းမြင်တွေ့လိုက်ရပါတယ် အဲ့ဒီအချိန်မှာပဲကျောင်းနောက်ဖက်တောင်ကုန်းအောက်ကိုဆင်းနေတဲ့ဘုန်းကြီးနောက်ကျော်ကိုတွေ့လိုက်ရတာကြောင့်ဇော်လင်းကလည်းပုံရှုပ်ွယ်ရှုပ်နဲ့လိုက်ပါသွားခဲ့ပါတော့တယ်။ရှင်းမှတ်သွားနေတဲ့ဘုန်းကြီးရဲ့နောက်ခက်လန်းလန်းမြင်သာယုံအကွာအဝေးကနေဇော်လင်းမျက်ခြေပြတ်မခံမနဲ့လိုက်လာခဲ့တာ။ကျောင်းနဲ့တော်တော်ဝေးဝေးကိုရောက်လာခဲ့ပါတယ်။တနည်းအားရောက်မှာတော့ရှေ့ကသွားနေတဲ့ဘုန်းကြီးကရက်လိုက်တာတွေ့ရပြီးဘေဘီဝဲကခေါင်းငယ်ကြည့်နေတာကြောင့်တစ်ပင်ကြီးတပင်ရဲ့နောက်မှာဇော်လင်းကကမန်းကရန်ကွယ်လိုက်ရပါတယ်။ဘုန်းကြီးကနေရာမှာထိုင်ချပြီးတော့ရုတ်တရက်မြေပြင်ကိုလက်ပလာနဲ့တူးဆွနေတာကိုဇော်လင်းတွေ့လိုက်ရပါတယ်။မြင်ကွင်းကဝေးနေတာကြောင့်ဇော်လင်းလည်းစိတ်ဝင်စားသွားမိပါတယ်။ ဒီဘုံကြီးဘာလို့တူးဆွနေရလဲဆိုတော့တိလိုစိတ်တွေပေါ်လာတာကြောင့်တစ်ပင်နေအကာအကွယ်ပြုတ်ပြီးတော့နီးနေတဲ့မြနီးအောင်ချင်းကပ်သွားခဲ့ပါတယ်။မြင်ကွင်းကိုရှင်းလင်းစွာမြင်နိုင်တဲ့အကွာအဝေးရောက်ချိန်ကြမှာတစ်ပင်ကြီးတပင်ကိုအကာအကွယ်ပြုတ်ပြီးတော့မြေကြီးကိုတူးနေတဲ့ဘုံကြီးကိုလှမ်းကြည့်လိုက်မိပါတယ်။မြေကြီးဟာတူးဆွပြီးသားဖို့မြင်ဖြစ်ပုံရပါတယ်။ဘုံကြီးဟာဒူးထောက်ထိုင်ပြီးတော့မြေသားကိုလက်နှစ်ဖက်နဲ့ရက်ထုတ်နေတာတော်တော်လေးနက်လာတာကိုတွေ့ရပါတယ်။ဇော်လင်းဟာဘုံကြီးဘေးပတ်လေပတ်ဝန်းကျင်ကိုတစ်ချက်ဝေးဝိုင်းကြည့်လိုက်မိတဲ့အချိန်မှာမျက်လုံးပြူးသွားမိပါတော့တယ်။ သူမြင်လေရတာကမြေစာပေါ်မုံမို့လေးတွေနဲ့တူမတ်တိုင်ထိုးထိုးထောင်ထောင်တွေတွေးလေရတာကြောင့်မဒီနေရာဟာတင်းကြိုင်ကုန်းတစ်ခုဖြစ်နေမှန်းသိလေရတဲ့အခါမှာတော့တုံလုံသွားခဲ့ပါတယ်ဒီနေရာရဲ့အနီးဆုံးနေရာဟာလက်ပံကုန်းရွာဖြစ်တာကြောင့်လက်ပံကုန်းရွာတင်းကြိုင်ဖြစ်မယ်လို့လည်းတဆက်တည်းပြန်တွေးလိုက်မိပါတယ်ဒီလိုတင်းကြိုင်မြေထဲမှာညံ့တဲ့တကောင်ကြီးဖုန်ကြီးကဘာတွေတူးနေရလဲဆိုတာကိုဇော်လင်းပို့ပြီးတော့စိတ်ဝင်စားသွားမိပါတယ်ဖုန်ကြီးကမြေချင်းကိုအတော်တန်နဲ့တရီတူးဖို့ပြီးတဲ့အခါမှာတော့အဝတ်ပတ်ထားတဲ့အထုပ်တစ်ခုသူ့ရဲ့လက်တွေမှာပါလာကြောင်းဇော်လင်းတွေးလိုက်ရပါတယ်ဖုန်ကြီးရဲ့ပုံစံကအဝတ်ပတ်ထားတဲ့အထုပ်ကိုတွေးလိုက်ရတဲ့အခါအငမ်းမရဟန်နဲ့ အဝတ်ကိုလက်နှစ်ဖက်နဲ့ဆွဲဖြဲလိုက်တဲ့အခါမှာတော့လာသားရွယ်ကလေးလေးတယောက်ပေါ်ထွက်လာခဲ့ပါတယ်။ကလေးလောင်းဟာလက်လက်ဆက်ဆက်နဲ့နေလေကမှမြုပ်ထားခြင်းဖြစ်နိုင်ကြောင်းဇော်လင်းတွေးလိုက်မိတယ်လို့ကလေးလောင်းကိုဘုန်းကြီးကဘာလို့မလုပ်လဲဆိုပြီးတော့ဇော်လင်းစိတ်ဝင်စားနဲ့ကြည့်နေစင်ပါပဲ။ဟမ်လက်ပြီးတော့ဗဇက်ကအတန်မထွက်အောင်ဇော်လင်းကအတော်ထိန်လိုက်ရပါတယ်။ဇော်လင်းမြင်လိုက်ရတဲ့မြင်ကွင်းကတော်တော်လေးကိုကြောက်လန့်သွေးပြက်စရာကောင်းလွန်းတာကြောင့်ဖြစ်ပါတယ်။ဘုန်းကြီးကလာသားရွယ်ကလေးလောင်းကိုခြေနှစ်ချောင်းကိုကင်ပြီးတော့ဆွဲဖြဲလိုက်ပါတယ်။ ပြုတ်ထွက်လာတဲ့ခြေနဲ့ချောင်းကိုလက်ကကင်ပြီးတော့အငမ်းမရစားတော့နေရပါခြေတစ်ချောင်းကုန်သွားတဲ့ကကိုခန္ဓာနဲ့တွဲလောင်းကြနေတဲ့နောက်ထပ်ခြေတစ်ချောင်းကိုဆွဲဖက်ပြီးတော့ပလုတ်ပလောင်းအငမ်းမရစားနေပြန်ပါတယ်ဒုတိယခြေတစ်ချောင်းကုန်သွားတဲ့အခါမှာတော့ခေါင်းနဲ့တွဲနေတဲ့ကိုလုံးကိုကင်ပြီးတော့စားတော့နေတဲ့မြင်ကွင်းကြောင့်ဇော်လင်းတယောက်ကြောက်လန့်မှုတွေကြောင့်ဒူးပင်တစ်စက်စက်တုန်လာခဲ့ပါတယ်သူတွေ့နေရတဲ့ဘုံကြီးကရိုးရိုးလူသားတယောက်မဟုတ်ပဲတရဲတဆေဘုံကြီးတစ်ပါးဖြစ်မှန်သိလိုက်ရပါတော့တယ်ဇော်လင်းကနောက်ကိုတရွေ့ရွေ့ဆုပ်လျက်အုတ်တိုက်ပြက်ရှိရာကိုအလင်းမြန်ပြေးပါတော့တယ် သူမြင်တွေ့ခဲ့ရတဲ့ဘုံကြီးတရဲကခလေးအသားစားနေတဲ့မြင်ကွင်းကိုဖျောက်ဖျက်မရစွာကန့်ညိပါလာတာကြောင့်နောက်ကျောမလုံစွာနဲ့နောက်ကိုမကြာခဏလှည့်ကြည့်ရင်းနဲ့အုတ်တိုက်ပြက်တွင်ကိုရောက်လာပါတော့တယ်။ဇော်လင်းတယောက်မိုးအောင်အိတ်နေတဲ့ဂရင်အနီးရောက်တဲ့အခါမှာတော့မိုးအောင်တယောက်ကတခေါခေါတခုခုဟောက်ပြီးတော့အိတ်ပြော်နေတော့မှာပဲ။ဇော်လင်းကကြောက်ရွံ့ဇော်ရီနဲ့မိုးအောင်ကိုအတင်းလုံနိုးပါတော့တယ်။ မွာမွာထထထရမွာမွာတယောက်ကတော့မနိုးတာကြောင့်ဇော်လင်းအခက်ကြုံနေရပါတယ်မကြခင်ဖုန်ကြီးတရေရောက်လာပါကသူတို့နှစ်ယောက်တို့အန်ရရှိနိုင်ကြောင်တွေးရင်းနဲ့ကြောက်စိတ်ကြောင့်ဇော်ကျွတွေပင်ပြန်နေပါတော့တယ်အဲဒါကြောင့်မို့လို့မိုးအောင်ကိုခက်ကြမ်းကြမ်းနောက်တစ်ခါထပ်နိုးပါတယ်မွာမွာဟမ်ဘာလဲကွာမင်းကလည်းရှ်အတန်မထွက်နေရခုငါတို့နဲ့တွေ့နေရဖုန်ကြီးတရေကွာ ဟမ်ဖုန်ကြီးတည်းရဲ့ဟာလာအတန်တိတ်မကျင်းနေငါနောက်မှမျိုးအကြောင်းစုံရှင်းပြမယ်ကွာအခုငါတို့ဒီကနေအမြန်ပြေးဖို့လိုနေပြီကွာဇော်လင်းဒုတိယတစ်ချိန်ကင်ဆောက်နိုးချိန်မှာတော့မိုးအောင်တယောက်နိုးလာပေမဲ့အမှုချိန်မပြေသေးတာမို့အသေးစိတ်ဝင်မလာသေးတာကြောင့်ပါနာဖက်ကိုခက်ဆက်ဆက်ရိုက်ပြီးတော့ပြောနေရမိုးအောင်ကတည်းရဲဆိုတဲ့အတန်ကြောင့်ငေါက်ခနဲထထိုင်လိုက်ပါတယ်ဒကာလေးတို့မေးကြသေးဘူးလားကွယ်အဲ့ဒီချိန်မှာပဲနောက်ဘေးဆောင်ကထွက်လာတဲ့ဖုန်ကြီးတန်အကွက်ကွဲကြီးကိုကြားလိုက်ရတာကြောင့်ကလေးသားကိုစားနေတာကိုကိုယ်တိုင်မြင်ခဲ့ရတဲ့ဇော်လင်းကိုယ်တိုင်ဇက်ခနဲဆိုတုံတက်သွားခဲ့ပါတယ်ဒကာလေးတို့ကမေးကြသေးဘူးလား ဘုန်းကြီးတည်းကနောက်တစ်ကြိမ်ထပ်ပြီးတော့မေးလာပြန်ပါတယ်ဇော်လင်းဟာမိုးအောင်လက်ကိုကုတ်ပြီးတော့ဝင်ပေါက်စီကိုခြေဖို့နင်းကရှောက်လာခဲ့ရာမိုးအောင်လည်းဘူးမသိဘာမသိဇော်လင်းနောက်ကနေကတ်လိုက်လာပါတယ်မိုးအောင်ကပြိုကျနေတဲ့အုတ်ကြိုးတစ်ခုကိုနင်းမိတဲ့အခါမှာတော့အတန်ထွက်သွားပါတော့တယ်ဒကာလေးဘာဇံလဲကွယ်အတွင်းဘက်ကဘုန်းကြီးတည်းလမ်းမိလိုက်တဲ့အတန်ကြောင့်ဇော်လင်းဟာမိုးအောင်ကိုလေတံတူတူနဲ့ပြည့်ရန်တရိပ်ပေးပြီးတော့သူကိုယ်တိုင်လည်းဒကာဝါကနေတဆင်းအပြင်ကိုပြေးထွက်ခဲ့ပါတယ်မင်းတို့ကိုယ်တိုင်ငါနေရာလာတဲပြီးတော့ငါခွင့်ပြုချက်မရဘဲနဲ့ထွက်သွားဖို့လုံနေကြလားဟမ် ငါကြောင့်သိမယ်နှစ်ယောက်သာပြေးထွက်လာချိန်မှာတော့သူတို့နောက်ဖက်အုတ်တိုက်ပြတ်တွင်ကဘုံကြီးတည့်ရဲ့ကျင်းဝါနေတဲ့အတန်တွေကိုကြားလိုက်ရပါတော့တယ်လက်ပတ်ကုံရွာဘက်ပြေးမယ်မိုးအောင်ဇော်လင်းနဲ့မိုးအောင်တို့နှစ်ယောက်ကလက်ပတ်ကုံရွာဘက်ကိုဥတည်ပြေးလွားရင်းနဲ့အနောက်ဘက်ကိုတစ်ချက်ပြန်လဲကြည့်မိလိုက်ရာဟမ်ဘာကောင်ကြီးလဲဇော်လင်းကမိုးအောင်ပြေးပြေးအဲ့ဒါဘုံကြီးတည့်ရဲ့ဟာဘုံကြီးတည့်ရဲ့ဟာလေဘော်ကနေဝဲပြန်ရင်းနဲ့သူတို့နောက်ကိုလိုက်ပါလာရနှစ်ယောက်သာဥရဖားရနဲ့ပြေးကြရပါတယ်မင်းတို့အသားကိုစားပြီးတော့မင်းတို့သွေးကိုတောက်မယ်အသေးသားတွေစားနေရတာကြာနေပြီဒီနေ့တော့အရှင်သားလေးစားရပြီပေါ့ နှစ်ယောက်သားဟာနောက်ဘက်စီကနေကျင်းဝါတန်တွေကသွေးပြက်ဖွယ်ရာအတီးမလို့ပဆိုးမနိုင်ပေါ်ဝါမနိုင်နဲ့ပြေးနေကြရပြီးတော့နောက်ကိုတစ်ချက်ပြန်လဲကြည့်လိုက်တဲ့အခါမှာတော့ဘုံကြီးတဲ့ရဲ့လေဘော်ဝဲရင်နဲ့သူတို့နောက်ကိုလိုက်လာတာမကြခင်မှာပဲမှီတော့မှမလို့နှစ်ယောက်သားဟာထိတ်လန့်တကြဖြစ်ကုန်ကြပါတယ်အဲဒီချိန်မှာပဲသူတို့ရှေ့ခက်လန်းလန်းစီကနေစကားပြောတဲ့နေကြားလိုက်ရတာကြောင့်နှစ်ယောက်သားအားတက်သွားပြီးတော့တိုင်မင်စရာမလိုပဲနဲ့ခြေလမ်းများကအဲဒီနေရာကိုပြေးထွက်သွားကြပါတယ်ဟေးဘသူတွေလဲကွာတေးတေးလိုက်လာလို့ဗျာကဲကြပါဦးဗျာ တော်မော်ကနေတစ်လုံးတွေကိုကျွဲနဲ့ဆွဲနေကြတဲ့လူနေရောက်ဟာခြေတန်းတွေတဖုတ်ဖုတ်ပြေးလာတာကြောင့်သူတို့ရဲ့ကျွဲတွေကလန့်ကုန်မှာဆိုးတာကြောင့်ထိမ့်နေကြရင်လည်းတယောက်ကလန့်မိလိုက်တာပါဇော်လင်းနဲ့မိုးအောင်ကလည်းဒီကုလုံးချွေးတွေရွှဲနေပါတယ်ရင်မကြီးကလည်းနေကြည့်မြင့်ကြည့်နဲ့မောပန်းစွာပြေးလာရတာကြောင့်အခုတော့လူတွေနဲ့တွေ့လိုက်ရတာကြောင့်အပြေးရက်လိုက်ပြီးတော့နောက်ကိုပြန်လဲကြည့်လိုက်တဲ့အခါ ဘုန်းကြီးတရေကိုမတွေ့ရတော့ပါဘူးတရေချောက်ခံလာရတယ်ထင်တယ်လာလာပြကျုပ်တို့နဲ့ရွာကိုလိုက်ခဲ့ကျွေးသမားကတစုံတရာကိုတိနေဟန်နဲ့မိုးအောင်နဲ့ဇော်လင်းကိုလက်ပံကုန်းကိုခေါ်သွားခဲ့ပါတယ်တစ်ဆွေသမားတွေပြောပြကြရဲ့နောက်နေ့မနက်စောစောမှာတော့တစ်တင်မဲ့လဲတွေလာမှာမလို့သူတို့တစ်ကွက်ကနေတစ်များမနက်အကုန်စုံစီရဲ့ညပိုင်းလာရောက်နဲ့အလုလုံနေကြခြင်းဖြစ်ပါတယ်မိုးအောင်နဲ့ဇော်မင်းကကံကောင်းထောက်မစွာနဲ့တစ်ဆွေသမားနှစ်ယောက်နဲ့ဆုံတွေ့ရခြင်းမှာလက်ပံကုန်းရွာနေတစ်စကန်းကိုရောက်ချိန်မှာတော့ကျွေးများတပိုးဖြုတ်ပြီးတော့ဆွဲလာတဲ့တစ်တွေကိုတစ်ဆွေသမားနှစ်ယောက်ကတစ်ပုံမှာစီထက်ခြင်းပြုလုပ်နေကြခြင်းမိုးအောင်နဲ့ဇော်လင်းကရေအိုးစင်တစ်ခုတွေ့ တွေ့တာကြောင့်ရေကိုအငမ်းမရတစ်ခွက်ပြီးတစ်ခွက်တောက်နေကြပါတော့တယ်ပြီးတဲ့နောက်မှာတော့ကွက်ပစ်ပေါ်မှာမောမောနဲ့ချစ်ပစ်လက်ပစ်လဲချလိုက်ပါတယ်ခမားတို့ဘုံကြီးတည်းရဲ့၆ခန်လာရပြီထင်တယ်ဗျာဟမ်ခမားတို့ကဘယ်လိုသိရလဲဗျာတစ်ဆွဲသမားတယောက်သူတို့နှစ်ယောက်နီကိုရှောက်လာရင်လည်းပြောလိုက်တဲ့စကားကြောင့်မိုးအောင်နဲ့ဇော်မင်အံ့ဩသွားကြပါတယ်တစ်ဆွဲသမားကပြုံးလိုက်ရင်လည်းကွက်ပစ်မှာဝေထိုင်လိုက်ပါတယ်ညာနဲ့တကောင်ဆိုရင်အဲ့ဒီလမ်းကဘယ်သူမှမဖြတ်ရဲကြဘူးဗျာဘုံကြီးတည်းရဲ့တစ်ပါးလိုက်၆တာကြုံရလွန်းလွန်းလေးအဲ့ဒီဘုံကြီးတည်းရဲ့ကြောင့်သိရင်ပြောပြပါလားကိုယ် ဟုတ်တယ်ကွယ်သိရင်ကျွန်တော်တို့ပြောပြပါဗျာကြောက်လဲကြောက်တယ်စိတ်လဲစိတ်ဝင်စားတယ်ဗျာဇော်မင်းကလည်းသိလို့တဲ့အကြောင်းဝင်ပြောလိုက်ခြင်းဖြစ်ပါတယ်တစ်ဆွဲသမားပြောလာတဲ့အကြောင်းအရာကတော့မင်းတို့ညအိတ်ခဲ့ကြတဲ့အုတ်တိုက်ပြက်ကရှေးတုန်းကဘုန်းကြီးကျောင်းတစ်ခုပဲအရင်ကအဲ့ဒီနားပတ်ချလဲမှာရွာတရွာရှိခဲ့ဘူးတယ်နောက်တော့ကတ်ယောဂတစ်ခုကြောင့်ရွာလည်းပြတ်သွားခဲ့တယ်ဘုန်းကြီးကျောင်းမှာလည်းကျောင်းနိုင်မရှိတော့ဘူးပေါ့အဲ့လိုနဲ့ပဲလွန်ခဲ့တဲ့10နှစ်ကတော့ဘုန်းကြီးတပါအဲ့ဒီကျောင်းကိုဘယ်မှမသိပဲနဲ့ရောက်လာခဲ့တယ် တလားတခါလောက်တော့ရွာကိုစွန့်စံစေအလူခံကြွလာလေးရှိတယ်။တချို့ပြောကတော့အဲ့ဒီဘုန်းကြီးကဝင်းနီးတော်နဲ့မညီဘူးလို့ပြောကြတယ်။တောနေတရဝအကောင်ပလောင်တွေကိုတတ်နေတာတွေတချို့တွေကတွေ့တဲ့သူတွေကတွေ့တယ်တဲ့။အဲ့လိုနဲ့ပဲလွန်ခဲ့တဲ့သုံးနှစ်ကအဲ့ကျောင်းသားအနေဖြတ်သွားကြရင်လည်းတချို့တွေကအပုံနဲ့ရလို့ဆိုပြီးအထဲကိုဝင်ကြည့်ကြတော့အထဲမှာတေလို့အပုံနဲ့အောင်ထွက်နေတဲ့ဘုန်းကြီးကိုတွေ့လိုက်ကြရတယ်။အဲ့ဒါနဲ့ပဲရွာသားတွေကပဲကျောင်းသားမှာမိသက်ကြိုပေးလိုက်ကြတာပါပဲ။ခတ်တာအဲ့ဘုန်းကြီးပြန်လွန်တော်မူပြီးတိတ်မကြပါဘူး။ညာပဲဖြတ်သွားဖြတ်လာတချို့လိုက်ချောက်လို့ ညာပဲဆိုရင်အဲ့လမ်းဘယ်သူမှမသွားရကြတော့ဘူးကွယ်အခုမင်းတို့ကြုံလာရတာလဲဘုန်းကြီးသေးရပါပဲတစ်ဆွဲသမားစကားအဆုံးမှာတော့မိုးအောင်နေဆိုရင်ကြက်သိမ်းမွင်းကြီးနေထောင်ထားပြီးတော့နောက်ကျောမလုံစွာဘေးဘီဝဲရကိုကြည့်နေမိကြပါတော့တယ်မိုးအောင်ကမူးပြီးတော့အိတ်နေတာကြောင့်ကြောက်လန့်စရာကိစ္စတိတ်မကြုံလဲရပါမယ်လေဘုန်းကြီးသေးရကခလေးလောင်းဖော်စားနေတဲ့မြင်ကွင်းကိုမြင်ခဲ့ရတဲ့ဇော်လင်ကပို့ပြီးတော့ထိတ်လန့်စိတ်တွေဖြစ်နေပါတော့တယ်နှစ်ယောက်လုံးအတွက်ကတော့ဘုန်းကြီးသေးရနဲ့ဆုံတွေ့ခဲ့ရတဲ့အကြောင်းကိုတသက်စာအမတ်တရားဖြစ်နေမှာတော့သိကြပါတယ် ဇလန်လေးကတော့ဒီမှာနေမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်လေးကိုစွန်းနေတိလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်